ဆရာတော်ဦးဇော်တိက စာအုပ်တွေက ကျွန်တော်အပေါ်အင်မတန်လွှမ်းမိုးမှုကြီးတဲ့အထဲပါပါတယ်။ဘဝဆိုတဲ့အကြောင်းက ပထမဆုံးပေါ့။အဲ့ဒီနောက်စာအုပ်အားလုံးလိုလိုကျွန်တော်ဝယ်ဖြစ်ပါတယ်။အချိန်ချင်းဖတ်တယ်၊စိတ်ညစ်လဲဖတ်တယ်၊လမ်းပေါက်တလို့ခန်းစားနေရရင်လည်းဖတ်ပါတယ်။ဟိုရက်ကပဲတိုက်တိုက်ဆိုင်ဆိုင် အမတယောက်စီကနေစာအုပ်လက်ဆောင်ရပါတယ်။ဘဝကိုစိတ်ကဥဆောင်သည်တဲ့။မဖတ်ရသေးတာမို့ကျွန်တော်အတွက်တော့အသစ်ပေါ့။ စာအုပ်နာမည်နဲ့တင်တွေးစရာ အတော်များများရနေပါပြီဒီ၄နှစ်ကျော်၅နှစ်နေပါအချိန်ဟာကျွန်တော်ဘဝမှာ လူသဘောလူမနှောတွေအတော်တီခွင်တွေ့ခွင်ရခဲ့တဲ့ကာလဖြစ်ပါတယ်လူမှာစိတ်ကောင်းဆိုတာမရှိဘူးစိတ်ဆိုးစိတ်ယုတ်ဆိုတာလည်းမရှိဘူးဖြစ်ဖြစ်လာတာပါဖြစ်လာတဲ့စိတ်အလျောက်ကျွန်တော်တို့ပြုမှုကြတယ်ပြောဆိုကြတယ်တုံ့ပြန်ကြတယ်ဒီလိုကနေပဲလူကောင်းလားလူဆိုးလားဖြစ်လာကြတာပေါ့ မနာလိုစိတ်ကြောင့်တပားသူထိခိုက်ပျက်စီးအောင်ကြံစီလှုပ်ဆောင်ရင် ကိုကိုကိုဆွဲချသွားတဲ့သူတွေအများကြီးမြင်ရပါတယ်လူရမဝင်တဲ့အခါဖြစ်လာတဲ့တိမ်ငယ်စိတ်ကို မထိန်နိုင်ရာကနေအပြောဆိုတွေအတွေးခေါ်တွေက ပိုပြီးချော်ထွက်လာတော့ပိုပိုပြီးလူမှုပတ်ဝန်းကျင်ရဲ့အပြင်ကိုရောက်သွားသူတွေလည်းတွေ့ရပါတယ်ငွေကြေးနာမည်ကျော်ကြားမှုလက်ခုပ်တန်းယာတူအာနာလက်နဲ့ စားတဲ့စိတ်ကိုရင်မှုစေတတ်သောအရာများနဲ့ထိတွေ့မိပြီးပြောင်းလဲသွားသူတွေကတော့ပြောမကုန်နိုင်အောင်ပဲပေါ့တကယ်တော့စိတ်ဆိုတာရှောင်ရှားလို့မရပါဘူးပြိနှိပ်လို့လည်းမရပါဘူးပြင်ပကအာယုံနဲ့ထိတွေ့ရင်ဖြစ်လာတာကိုစိတ်လို့ခေါ်တာပါအလိုလျောက်သဘောဆံပါတယ်ကိုအရန်မုန်းတီးတဲ့လူတွေရောက်ကိုမြင်ရင်သူ့အတန်ကြားမိရင်သူ့အကြောင်းတွေးမိရင်ဒေါသစိတ်ကဘာမှမဆိုဖြစ်ပါတယ် ကိုကြည့်မရတဲ့သူစဲခံနေရင်လဲဝမ်းတာတဲ့စိတ်ဖြစ်ကြတာပါပဲတယောက်ယောက်ကိုထက်တာသွားရင် ပိုအစင်ပြေနေရင်မနာလိုတဲ့စိတ်ရော ကျွန်တော်တို့မှာမဖြစ်လို့လားဖြစ်ကြတာကြီးပါပဲဝင်ခံတာရဲ့ဝင်မခံတာရဲ့တတိနဲ့ကင်တွဲနိုင်တဲ့သူရဲ့အဲ့ဒီစိတ်ရဲ့တားကောင်ဖြစ်သွားတဲ့သူရဲ့ပဲကွာသွားကြတာပါဒါကြောင့်ဘဝကိုစိတ်ကဥဆောင်နေဆိုတာလေတိတ်ကိုသဘောကျမိပါတယ်ဟုတ်လိုက်တာလို့ ကိုဘဝကိုဒီစိတ်ကပဲပြန်ထမ်းသွားတာပါပဲပုံဖော်သွားတယ်ဥဆောင်သွားတာပါပဲမနာလိုစိတ်တွေတိမ်ငယ်စိတ်တွေများနေသလားအဲ့ဒီစိတ်ကပဲတပါးသူကိုရောကိုဘဝကိုပါရုပ်ဆိုးအကြီးတန်းစေပါလိမ့်မယ်လောဘတွေဒေါသတွေနဲ့ဘာကိုမှမမြင်နိုင်တော့လောက်အောင် ကန်းနေပြီလားစာတင်ကြောင်းစေယုံတွေပါမချမ်းလူမမဲကလေးတွေကအစာရန်သူလိုမြင်နေပါလိမ့်မယ်တဏှာရာကတွေ့ ထိမနိုင်သိမရဖြစ်နေပါသလားလူမှုရေးမှာအမှားတွေကျူးလွန်မိနေပါလိမ့်မယ်အဆက်ကွဲရတာတွေကြုံရပါလိမ့်မယ်ဒီအတွက် စိတ်တန့်ရှင်ရေးကသိရေးကြီးပါလေမထိန်လိုက်နိုင်တာနဲ့နောင်တရစရာတွေလုံးမိသွားတယ်ရော နောင်တနဲ့กินတဲ့သူဆိုတာကတော့လောကမှာအတော်ရှားပါလိမ့်မယ်မပြောတင်မဲ့ပြောမိခဲ့တဲ့စကားတွေမပိုးတင်မဲ့ပို့မိခဲ့တဲ့စာတွေမလုတ်တင်မဲ့လုတ်ခဲ့မိတဲ့ ရွေးချယ်မှုတွေအများကြီးပေါ့ကျွန်တော်မှလည်းရှိတာပါပဲပြန်စဉ်းစားကြည့်တဲ့အခါဘာကြောင့်မှားသွားတယ်လဲမေးရင်စိတ်ခံစားချက်ရဲ့အသားကောင်ဖြစ်ခဲ့တာပါပဲဒါကြောင့်စိတ်ဆိုတာ အဖြစ်တရားဆိုတဲ့သဘောကို အမြဲနှလုံးသွင်းထားဖို့လိုပါတယ်ဒါဆို လောကမှာ perfect ဖြစ်တဲ့သူဘယ်သူမှမရှိဘူးဆိုတာလေနားလည်သွားပါလိမ့်မယ်ကိုတိတ်ကိုမှယုံကြည်လေးစားတဲ့သူမှလည်းအမှောင်ပချမ်းရှိတယ်ဆိုတာ လက်ခံပေးနိုင်လာပါတယ်။ဘသူကိုမှလည်းအလွန်ကျူးမကိုးခွေတော့သလိုတော်ယုံတန်ယုံလောက်နဲ့လည်းဘသူကိုမှလည်းအထင်သေးကဲ့ရဲ့ခြင်းတိတ်မရှိတော့ပါဘူး။အားလုံးကကို့မှာဖြစ်လာတဲ့စိတ်နဲ့အဲ့ဒီစိတ်ကိုဘလောက်ကင်တွယ်နိုင်တယ်လဲဆိုတဲ့ပေါ်မူတည်ပြီးပဲကောင်းခြင်းဆိုးခြင်းတွေလုံနေမိတာလို့ပို့ပြီးတော့သဘောပေါက်လာပါတယ်။ကိုယ်မှာစိတ်ကောင်းလေးတွေခဏခဏဖြစ်နေအောင်ကြိုးစားမယ်မကောင်းတဲ့စိတ်တွေဖြစ်လာတဲ့အခါတတိထားမိအောင်လေ့ကျင့်မယ် ြစ်လာတိုင်းမှာဒီစိတ်ရဲ့သားကောင်အဖြစ်မခံပဲကိုကိုကို ထိန်ချောင်းပဲစင်ကျင်ပဲဒီနည်းကပဲကိုယ့်ရဲ့အစဉ်တန်းကို မနှိမ့်မိအောင်ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်အမြဲတမ်းလဲရေးခဲ့တယ်လို့ဓမ္မနဲ့အာရမရှင်လာတဲ့အခါဓမ္မဘက်ကယက်တီရတာသိခတ်ပါတယ်ဘာလို့လဲဆိုတော့အာကြီးသူတွေကအနိုင်ကျင့်လို့အကျံဖက်လို့ရှားသမြဲမှုအဲ့ဒီလိုမဟုတ်မမှန်လောက်ခွင့်ရနေပြီဆိုကြတဲ့ကသူတို့ဟာ အားတစ်ခုခုတော့ကြီးနေတာသိကြပါဗါတယ်အဲ့ဒါကိုအန်တုရင်ဆိုင်မယ်ဆိုရင်ကိုယ့်ဘက်မှာအထိနာဖို့ကြီးပါပဲဒါဖြင့်ဘာဖြစ်လို့အဲ့ဒီလိုရက်တီကြတယ်လဲရွေးချယ်ကြတယ်လဲရင်ဆိုင်ကြပါတယ်လဲဒီလိုလောက်တော့မင်းတို့ဘာရတယ်လဲလို့မေးရင်စိတ်ကိုပဲရတာပါဘာစိတ်လဲဆိုတော့ကိုကိုကိုလေးစားတဲ့စိတ်ဘသူမျက်နာကိုမစိုးတက်တက်ကြည်ရတဲ့စိတ်ကိုယ့်ရဲ့ယုံကြည်ချက်နဲ့ရွေးချယ်မှု အပြောနဲ့အလုပ်ထက်တူကြတဲ့အတွက်ကိုကိုကိုရှက်နေစရာ မလိုတဲ့စိတ်ဒါတွေပဲရလိုက်တာပါ နေသားသလိုနေမယ်ဆိုဘာစိတ်တွေရမလဲလူခန္ဓာကိုယ်ကတော့အေးအေးဆေးဆေးတက်တက်တာတာနေရမယ်ဒါပေမဲ့ကျွန်တော်တို့စိတ်ဟာပျော်မှာမဟုတ်ပါဘူးပျော်နိုင်တဲ့သူတွေပျော်ပါလိမ့်မယ်ဒါသူတို့ကိစ္စပါ ကိုကိစ္စကိုတခုခုလောက်တော့မယ်ဆိုတိုင်းဘာစိတ်ပြန်ရမှာလဲဆိုတာကိုသာစဉ်းစားပါ ဲ့ဒီစိတ်ဟာကိုလုတ်တဲ့လုတ်ရရဲ့အမီရီရဲ့ regret ပါပဲချက်ချင်းလငင်ရမယ်ဆုလက်ပေါ့ဘသူဘဝမှာမဆိုဘယ်ကိုရွေးရမယ်မတိတဲ့လမ်းစုံလမ်းကွာအခြေအနေတွေအုံနောက်နဲ့နှလုံးသားအပြိုင်ရတာတွေဖြစ်ချင်တာနဲ့ဖြစ်တဲ့နာကိုရွေးချယ်ရတာတွေတစ်ချိန်မဟုတ်တစ်ချိန်ရှိကြမှာပါပဲနှစ်ဖက်စလုံးမှာဘယ်ဘက်ကိုရွေးရွေးနာကျင်စရာတွေထိခိုက်ရတာတွေလည်းရှိကြပါမယ်ဘလို့ပဲဖြစ်ဖြစ် ဒီရွေးချယ်မှုကနေငါဘာစိတ်ကလေးပြန်ရမလဲဆိုတဲ့မေကွန်နဲ့စစ်ကြည့်လိုက်ရင်တော့ကျွန်တော်ထင်ပါတယ်အတိုင်းတာတစ်ခုထိရှင်းလင်းသွားအပြေရသွားလိမ့်မယ်ထင်ပါတယ်ခင်ဗျာ